မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တရုတ်စီမံကိန်းကြီးတွေတရှိရာရခိုင်ပြည်နယ်ကြောက်ဖြူမြို့အခြေဆိုင်အမှတ်32ရဲတပ်ရင်းနဲ့ဒဏ္ဍာရီရဲတပ်ကာကင်းစခန်းတစ်ခုတို့ကိုအရခတပ်တော် AA ကကြပြိုင်နဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အမှတ်32ရဲတပ်ရင်းကိုမနေ့ကဖေဖော်ဝါရီလ26ရက်နေ့နေ့လယ်ကလေးကစတင်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ဒေသခံစီရေးသတင်းအမြစ်တူကပြောပါရယ်32ရဲတပ်ရင်းကိုလည်းစပြီးတော့တိုက်နေပါပြီတိုက်ပွဲကမနေ့ကနေ့လယ်ကနေပြီးတော့ညအချိန်ထိဖြစ်ခဲ့တယ်ရဲတပ်ဌာနချုပ်အနာကစစ်ကောင်စီတွေနေရာယူထားတဲ့စီမော်ရွာအနီးကကာကင်းစခန်းကိုလည်းတိုက်ခိုက်ခံလိုက်ရတယ် တိုက်ပွဲတွေကတော့တော်တော်ကိုပြင်းထန်နေညနေပိုင်းအထိကိုလက်နက်ကြီးတွေရော drone တွေနဲ့ရောပစ်ခတ်တာတွေရှိနေတယ်လို့ပြန်လည်ပြောပြထားပါတယ်။လက်ရှိတိုက်ပွဲအခြေအနေကိုဒစုံတရားမသိရသေးပေမဲ့စစ်ကောင်စီတပ်သားအယောက်20ခန်းကိုအေအေဘက်ကဖမ်းဆီးထားတယ်လို့ကြားသိရတယ်လို့ပြောပါတယ်။တိုက်ပွဲအတွင်းမှာဖမ်းမိတာအမှတ်32ရောကာကင်းစခန်းကရောစုစုပေါင်းအယောက်20လောက်ရှိတယ်လက်နက်တွေလည်းပါတယ်ဗိုလ်အဆင့်တွေလည်းပါတယ်ကြားတယ်လို့ပြောပြထားပါတယ်။ အဲ့ဒီတိုက်ပွဲများအတွေ့မှာစစ်ကောင်စီတပ်သားတချို့ဟာလည်းကစင်ကလျားနဲ့ထွက်ပြေးမှုများရှိနေကြောင်းကိုလည်းသိရပါတယ်။အမှတ်32ရဲတိုက်ရင်နဲ့စီမော်ချေးရွာအနီးကစစ်ကောင်စီရဲ့ကာကင်းစခန်းတို့ကိုတိုက်ခတ်ခဲ့တဲ့တိုက်ပွဲဟာပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်များအပြင်ဖရုံများနဲ့လည်းပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သူကပြောပါတယ်။ဒါအပြင်စစ်ကောင်စီဘက်ကလေကြောင်းနဲ့ င်းလယ်ပြင်မှာရှိတဲ့နေပြည်များကလည်းလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အတွက်ဒေသခံတချို့ထိခိုက်ဒေဆုံးမှုများလည်းရှိနေတယ်လို့ပြောပြထားပါတယ်။ကြောက်ဖြူနယ်မှာရှိတဲ့စစ်ကောင်စီတပ်သားများဝင်ရောက်နေရာယူထားတဲ့ရဲတပ်ရဲ32ကစစ်ကြောင်းတစ်ခုကိုအေအေကဖေဖော်ဝါရီလ20ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ဖေဖော်ဝါရီလ21ရက်နေ့မှာကြောက်ဖြူကအကြီးဆုံးရေတပ်စခန်းတစ်ခုဖြစ်တဲ့ဒဏ္ဍာရီရေတပ်ဌာနချုပ်ကို အေအေကဆက်လက်ပြီးတော့တိုက်ခိုက်ခဲ့ရာတိုက်ပွဲမှာနေတိုင်းလိုလိုပြင်းထန်နေတယ်လို့ဒေသခံများကပြောပါရယ်ဖေဝါရီလ22ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်ကောင်စီတပ်ရင်းခလိုက်ရ34မှာစေကူတမှုတွေပေးနေရတယ်လို့သိရပါရယ်ဖေဝါရီလ22ရက်နေ့ညနေပိုင်းကစပြီးတော့စစ်ကောင်စီရဲ့ drone ပုံသီးများတပ်ရင်းများကလက်နက်ကြီးများ navy များကလက်နက်ကြီးများနဲ့ရဲတပ်အနီးမှာရှိတဲ့ကျေးရွာများကိုအဆက်မပြတ်ပစ်ခတ်နေပြီးတော့လေရင်များနဲ့လည်းဘုံကျဲမှုများလှုပ်ဆောင်နေကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းတရချောင်းမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များကြားမှာ18ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်သား25ဦးသေဆုံးကလက်နက်၄လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့မနေ့9နိုင်ကအချိန်ကစတင်ပြီးတော့တရချောင်းမြို့နယ်တရနှစ်ခွရွာလမ်းစုံကိုအကြမ်းဖက်စစ်တပ်ကအင်အား200ကျော်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကပျောက်ကြားနေတဲ့စတင်တိုက်ခိုက်ရာ အကြမ်းမဲ့စစ်ကောင်စီတပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ17ရက်နေ့မွန်လယ်တနအိ45မိနစ်ခန့်မှာတရက်နှစ်ခွဆစ်ဆေးရေးဂိတ်စခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကစနိုက်ပါ40မမဘုံသေးများနဲ့ပြစ်ခတ်တိုက်ခိုက်ရာအကြမ်းမဲ့စစ်သားတဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ15ရက်နေ့မွန်လယ်တနအိနဲ့3:30မိနစ်ခန့်အချိန်မှာပန်းမြေချေးရွာအတွင်းမှာတပ်ဆွဲနေထိုင်တဲ့အကြမ်းမဲ့စစ်တပ်စစ်ကြောင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား9ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။ဖေဖော်ဝါရီလ16ရက်နေ့မနက်9:00နာရီနဲ့ညနေ3:00ခန့်အချိန်မှာပိန်းတော်ချေးရွာမှန်ကျောင်းဖုန်ကြီးကျောင်းမှာတပ်ဆွဲနေထိုင်တဲ့အကြမ်းမှစစ်တပ်စစ်ကြောင်းကို drone နဲ့ထပ်မံဖုန်ကြီးကျက်ချတိုက်ခိုက်ရာစစ်သား၄ဦးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။ဖေဖော်ဝါရီလ18ရက်နေ့မနက်9:00ခန့်မှာပိန်းတော်ချေးရွာမှန်ကျောင်းမှာတပ်ဆွဲနေထိုင်တဲ့အကြမ်းမှစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ ထပ်မံဘုံကျဲတက်ခတ်ခဲ့ရာစစ်သား၃ဦးတေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ22ရက်နေ့မနက်9:30မိနစ်ကနေမွန်းလယ်3:30မိနစ်အထိအုတ်တူချေးပါထဲမှာတော်လိုင်းရေးတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်သား၈ဦးတေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်တပ်ဘက်ကအရာရှိ၃ဦးလက်ပြုတ်ပြီးတော့ထွက်ပြေးသွားပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်၃ဦးလက်နက်ကြီးထိမှန်ကကြာဆုံးခဲ့ရပြီးတော့ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ24ရက်နေ့ည9:00ခန်းကမှရန်တောင်ရွာမှာတပ်ဆွဲနေထိုင်နေတဲ့အကြမ်းမစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးတော့ရွှေကူဂိတ်စခန်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ25ရက်နေ့ည8:30မိနစ်အချိန်ကမှရန်တောင်ချေးရွာမှာတပ်ဆွဲနေထိုင်နေအကြမ်းမစစ်တပ်စစ်ကြောင်းနဲ့ရွှေကူဂိတ်စခန်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးသွားတယ်လို့သိရပါတယ်။အဲဒီထိပ်တွေ့တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်သားများထံက MA1 တပ်နဲ့၂လက် G3 တပ်နဲ့၁လက် RPG တပ်လက်နဲ့အခြားစစ်သုံးပစ္စည်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတဝဲခရိုင်တပ်ပေါင်းစုအဖွဲ့ဝင်တရချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတရချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့တဝဲတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တဝဲလူငယ်လယုံတပ်တဝဲနဂါးတပ်ခွဲနှင့်ဒေါမင်းစစ်စင်ရေးအဖွဲ့တဝဲခရိုင်အမတ်တပ်ရင်း T1 တဝဲခရအမတ်နဲ့တိုင်ရင် T5 နဲ့ drone တပ်ဖွဲ့အများကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အချမ်းဘတ်စကောင်စီခန့်သခိုင်းဝင်ကြီးချုပ်မြတ်ကျော်အထွတ်လုံခြုံရေးယူပေးနေတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဖေဖော်ဝါရီလ26ရက်နေ့မွန်းလွဲတနာရီ30မိနစ်အချိန်မှာသခိုင်းမြို့မှာရှိတဲ့စုံဦးပုံများရှင်ဖျားထီးတင်ပွဲကိုရောက်ရှိနေတဲ့စစ်ကောင်စီခန့်သခိုင်းတိုင်းဝင်ကြီးချုပ်မြတ်ကျော်ရဲ့လုံခြုံရေးအထွတ် ်စကိုင်းမြို့အဝင်ဆိုင်ဘုတ်အနီးမှာစကိုင်းမုံရွာရွှေဘုတ်လမ်းပေါ်မှာကင်းဆောင်နေတဲ့စစ်သား5ဦးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာစစ်သား၄ဦးနေရာမှာတည်းပွဲချင်းပြီးတိတ်ဆုံးပြီးတော့ကျန်တဲ့2ဦးကတော့ဒဏ်ရာများနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်စစ်ကောင်စီခန့်စကိုင်းတိုင်းဝင်းကြီးကျောင်းနဲ့အဖွဲ့တွေမနက်ပိုင်းကတည်းကစုံဦးပုံရရှင်ဖျားထီးတင်ပွဲကိုရောက်နေတာနောက်ပြီးတော့ဂျင်းနေတင်ကာရန်လည်းရှိတယ် ဖျားထီတင်ဘွဲကဒီနေ့လုတ်တယ်ကြားတယ်ဂျင်းနီတင်ကားတန်းကလည်းဒီနေ့ထွက်လာပြီးတော့လက်နဲ့တေတော့မရလိုက်ဘူးအနီးနားမှာရှိတဲ့စကိုင်းတက်ကတူတဲကလက်နဲ့ကြီးပြစ်ကူပေးနေတာရဲ့အနီးနားမှာရှိတဲ့တခြားကင်းအဖွဲတွေကလည်းလာပြီးတော့ပြစ်ကူပေးနေလို့ ပြန်ဆုတ်ခဲ့ရပါတယ်လို့လင်းယုံညီနောင်ပြောက်ကြားတဲ့ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုလင်းယုံညီနောင်ပြောက်ကြားတဲ့ဖွဲ့ကရဲဘော်များကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကအနီးနားမှာရှိတဲ့ခြေရွာများအတွင်းကိုလက်နက်ကြီးနဲ့ငါလုံးရန်တမ်းပစ်ခတ်တိုက်ခိုက်ခဲ့ရာညောင်မင်းစင်ရွာနေအသက်55နှစ်အရွယ်အမျိုးသားတအုပ်နဲ့ 名目繁多的月，还在抢着安安全，阿庙的每条路都送过烟酒，当然也收不来的，可名。 ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းချောင်းမြို့နယ်နိုင်ရိတ်ကန်ဂိတ်စခန်းကနေထွက်လာတဲ့တံပြားကကားတစ်စီးကိုမိုက်ဆွဲတက်ခတ်ရစစ်သား5ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ26ရက်နေ့မနက်7:55မိနစ်အချိန်မှာချောင်းမြို့နယ်နိုင်ရိတ်ကန်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်စခန်းကနေထွက်လာတဲ့တံပြားကစစ်ကားတစ်စီးကိုမုံရွာမန္တလေးလမ်းမကြီးပေါ်နိုင်ရိတ်ကန်ကျေးရွာနဲ့ချောင်းမြို့ကြားတနေရာအရောက်မှာပရိသတ်မိုင်း5လုံးနဲ့မိုက်ဆွဲတက်ခတ်ရ ကားပေါ်မှာပါလာတဲ့စစ်သား၅ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျာ ကားကရုတ်တရက်ထွက်လာတာဆိုတော့တိတ်ပြင်းစင်ချိန်မရလိုက်ဘူးမိုင်းဆွဲပြီးတော့ချောင်းမြို့တွေကိုပြန်ဝင်သွားတယ်ဒဏ်ရာရတဲ့စစ်ခွေးတွေကိုချောင်းစေးုံကိုပို့ထားပြီးတော့ကားကတော့မုံရွာမြို့ဘက်ကိုဆက်သွားတယ်လို့သိရတယ်ကင်းမုံ80လောက်ချထားတဲ့ဂျားတွေကနေပြီးတော့ခက်ခက်ခဲခဲသွားပြီးတော့တိုက်ခိုက်ခဲ့တာပါမုံရွာမန္တလေးလမ်းမကြီးပေါ်မှာသွာလာနေတဲ့ပြည်သူတွေအနေနဲ့အသွာလာစင်ချိန်ကြဖို့ကိုတိုက်တွန်းချင်ပါတယ်လို့7 people defense force SPDF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို7 people defense force SPDF ရေနဂါ People Defense Force နဲ့ချောင်းမြို့နယ်ပတ်ကောက်မှပြည်သူ့လုံခြုံရေးအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းချောင်းမြို့လမ်းပိုင်းမှာ နိုင်ဧကန်အကြံပတ်စစ်တပ်အထိုင်းစခန်းကနေထွက်လာတဲ့အကြံပတ်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာနောက်ဦးသိမ်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ26ရက်နေ့မွန်လယ်နန္ဒာယီကမှမွန်ရွာမန္တလေးလမ်းမကြီး6ဦးမြင့်မှုလမ်းမိုက်မှာရှိတဲ့နိုင်ဧကန်အကြံပတ်စစ်တပ်အထိုင်းစခန်းက Express ကားနှစ်စီးနဲ့ထွက်လာတဲ့အင်အား40ခန်းပါတယ်။အကြံပတ်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကအနီးကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးတော့အကြံပတ်စစ်ကောင်စီတပ်သား2ဦးသေဆုံးက ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာဗာချဘတ်စစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်တအုပ်ရဲ့ခြေထောက်မှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ကျင်းနေတွေတိတ်ဆောင်လာတဲ့ကားတွေနဲ့အတူစစ်ခွေးတွေလိုက်ပါလာတဲ့တန်ချက်ကကားတွေမုံရွာမြို့ကနေထွက်လာတဲ့ဆိုတဲ့သတင်းကြောင့်ကျွန်တော်တို့ဒေါ်လာရေးပူပေါင်းရဲဘော်တွေချောင်းဦးမြင့်မှုလမ်းမိုက်တနေရမှာအသင့်ဆောင်ဆိုင်နေတော့နိုင်ရီကစစ်ခွေးအထိုင်စခန်းကနေပြီးတော့အင်အား40နဲ့စစ်ခွေးတွေ express ကားနှစ်စီးနဲ့ကျွန်တော်တို့ရဲဘော်များအနည်းကိုရောက်လာလို့တိုက်ပွဲဖြစ်သွားတာတိုက်ပွဲကမိနစ်30ခန့်ကြာတယ်တိုက်ပွဲမှာစစ်ခွေးနှစ်ကောင်တည်ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့ လျှက်စစ်တပ်ခွဲမုံရွာခရိုင်အမှတ်စနစ်တိုင်ရင်တပ်ခွဲတုံးကဘုံမိုးချုပ်ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုလျှက်စစ်တပ်ခွဲမုံရွာခရိုင်အမှတ်စနစ်တိုင်ရင်တပ်ခွဲတုံးညောင်ဦး Brothers Collective မုံရွာခရိုင်အမှတ်၅တိုင်ရင်တပ်ခွဲတုံးနဲ့11 People Defense Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ